မင်္ဂလာပါဒီညမလေးရမေးထားရပေါ့နော်ညမဒီ care service မှာလောက်တော့လောက်ရမှာပါပေါ့နော် OTK ညာဆိုင်နေမရှိဘူးကြားရဟုတ်ပါတယ်ဒီ care service ကကြတော့ဟိုမျက်လုံးနဲ့မြင်အောင်ပြောရမယ်ဆိုလို့ရှင်မနှက်ပေါ့နော်သူတို့အလုပ်သွားပြန်ပြီးကိုအဖိုးတွေဖွားတွေကိုဒီစင်တာမှာလာထားွားရ ပြီးရင်ညနေလောက်ဆင်းတဲ့အချိန်ပေါ့နော်၄-၅နာရီ၆နာရီပေါ့ပြန်လာခေါ်သွားတယ်ပေါ့နော်အဲ့လို service မျိုး ဖြစ်ပါတယ်အဲ့ဒီအတွက်ကို OTR ညဆိုင်နေဆိုတာမရှိပါဘူးဒီညီမလေးကတော့ဘယ် visa နဲ့သွားလဲတော့မေးလည်းမသိဘူးပေါ့နော်ဒါပေမဲ့ training visa solution တော့၃နှစ်စာချုပ်နဲ့၃နှစ် လောက်ကမှဖြစ်ပါတယ်ပေါ့နော်မဖြစ်မနေဒီလောက်မှာ၃နှစ်လောက်ကမှဖြစ်ပါတယ်သူတဲနဲ့ဆိုလို့ရှင်တော့လာစာလဲပိုကောင်းသွားမယ်ပေါ့နော်ကျွမ်းကျင်လောက်သားအနေနဲ့သွားမှဖြစ်တဲ့အတွက်ကိုလာစာလဲပိုကောင်းသွားမယ်ပြီးရင်တစ်နှစ်အလုပ်စာချုပ်တက်တန်းနဲ့တစ်နှစ်လောက်ပြီးရင်တခြားအလုပ်တွေကိုပြောင်းပိုင်ခွင့်ရှိရယ်ပေါ့နော်အဲ့ဒီအတွက်ကိုအတက်နိုင်ဆုံးမေးကတော့သူတဲဗီဇာနဲ့ပဲသွားစေချင်ပါတယ် တချို့ agency လေးတွေရှိရယ်ပေါ့နော်ဒါမေ agency တွေကိုပုတ်ခတ်ပြီးပြောတာမဟုတ်ပါဘူးတချို့ agency တွေရှိရယ်အလုပ်ရွေးရမကြိုက်တာမျိုးလိုလစာမေးတာမကြိုက်တာမျိုးလိုနောက်ပိုင်းမှာအဲ့လို agency မျိုးလေးတွေမေးကြားရယ်ပေါ့နော်အဲ့ဒီအတွက်ကိုအလုပ်ရှာပေးတာကကျတော့ဒါ agency တွေဘက်ကအပိုင်းပေါ့နော်အလုပ်ရွေးချယ်တာကကျတော့ကိုယ့်ဘက်ကအပိုင်းဖြစ်သွားပြီပေါ့နော်အဲ့တော့ကိုသွားမဲ့အလုပ်ကို interview ဝင်ဖြစ်မဲ့အလုပ်ကပေါ့နော်ဘလို့အလုပ်မျိုးစားလဲဆိုတာသိအောင်လုပ်ပါကိုလုံနိုင်တဲ့အလုပ်မျိုးလားပေါ့နော်ကိုအတွက်လုံနိုင်မဲ့အလုပ်မျိုးလားလစာဘယ်လောက်ရမလဲ သိအောင်လုပ်ပါပြီးရင် OT ရှိလားညာဆိုင်ရှိလားဆိုတော့သိအောင်လုပ်ပါကိုယ်နဲ့ kait ညီမ kait ညီအဆင်ပြေမဖြစ်သိအောင်လုပ်ပြီးမှပဲကို့အတွက်အဆင်ပြေမယ်ဆိုတော့မှအဆင်ပြေတယ်ဆိုတော့မှအဲ့ဒီအလုပ်ကိုဝင်ပြီးတော့ interview ဝင်ဖြေပေါ့နော် agency အနေနဲ့ကကျတော့အလုပ်ရှာပေးတာနဲ့တင်ပြီးသွားပြီမယ်ကို့အတွက်ကတော့ဒါကပေါ့နော်ဒီကိုရွေးချယ်တဲ့အလုပ်ပေါ်မှာကောင်းခြင်းဆိုးခြင်းဆိုတာကာယကံရှင်ဖြစ်တဲ့ကိုကိုယ်တိုင်ပဲခံစားရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကို interview ဝင်ဖြေတဲ့အလုပ်ကကိုနဲ့အဆင်ပြေလို့ကိုကျေနပ်လို့ ဝင်ဖြည့်တာမျိုးပဲဖြစ်စေချင်ပါတယ်